သုံးဘွဲလောက်ဂိုးပေါက်ပြောက်လာသမျှဒိုးချပြီးလေးကိုတွင်းခဲ့တဲ့လိမ့်နေကြလိမ့်။ဂရမနီတင်ကဂရိကလပ်အိုလံပီယာကိုအတင်းရဲ့အင်ဂရင်းမှာကစားခဲ့တဲ့ပွဲချက်မှာလေးကိုသုံးခုနဲ့အနိုင်ရရှိခဲ့ပေမဲ့ပွဲစဉ်တစ်ချောင်းလုံးမှာခန်းစီပိုင်းအနိုင်ချက်တီကိုပြသခဲ့ပြီးသူတို့အတွက်ဒီနယ်ဘွဲကလွယ်မယောင်နဲ့ခက်ခဲပါရယ်။ဂရမနီတင်ကပွဲစား၈မိနစ်မှာတင်အင်ရှင်အိုလံပီယာကိုအတင်းကအုပ်ဆောင်ကိုတွင်းယူခဲ့တာကြောင့်နောက်ခါနေလိုက်ကစားခဲ့ရတာဖြစ်ပါရယ်။သူရဲ့ဆောစီးသွားပေးလိုက်ရတဲ့ဂိုးကလည်းဂရိကလပ်နဲ့ခန်းစီကြားကချိန်ဆမှုပြဿနာကိုပိုပြီးထင်ရှားစေခဲ့ပါရယ်။ ဒါပေမဲ့ရီမလီတင်းရဲ့အဓိကတိုက်စစ်ကစားမှာလိမ့်နေကြလေကီလီယန်အမ်ဘာပေရဲ့6မိနစ်နဲ့42စက္ကန့်တွင်ဟက်ထရစ်သွင်းယူလိုက်မှုကြောင့်ဇလက်က3ဂိုးတကိုးဖြစ်ခဲ့ပြီးအဆင်ပြေပြီလို့ထင်ခဲ့ရပေမဲ့52မိနစ်မှာအိုလံပီယာကိုတင်းက2ဂိုး3ဂိုးပြန်လဲခြေပါခဲ့တာကြောင့်ဖွဲ့ကပြန်လဲတင်းမှလာခဲ့ပြန်ပါတယ်။မိနစ်60ရောက်မှပဲအမ်ဘာပေက4ဂိုးမြောက်ထပ်သွင်းခဲ့တာကြောင့်ဇလက်က2ဂိုး4ဂိုးဖြစ်ခဲ့ပေမဲ့62မိနစ်မှာအင်ရှင်တင်းက3ဂိုး4ဂိုးဖြစ်အောင်ထပ်မံသွင်းယူခဲ့တာကြောင့်ရီမလီတင်းတို့နောက်ဆုံးမိနစ်အထိဖိအားတွေများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒူရက်ခန်းစမိုင်းပေါ်ရမှုကနီပြလုံးဆိုးအတွက်အေးပေါ်ပြင်ဆင်ရမယ့်စိုးရင်စရာအခြေအနေဖြစ်ခဲ့ပြီး ကိုဒူနိုင်ကလောက်ဂိုးပြန့်ဖိနီယားကအတင်းရဲ့ရေရှည်အတွက်စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးလက်ချက်မိနစ်တမှာရီယယ်မက်ဒရစ်တင်းနေတဲ့လိုမင်းဂီရူဇိုင်နိုင်ရလက်ကိုတင်းနေသွားခဲ့ပြီးအဝေးကမှာပုတ်တန်သုံးပတ်ရယူကချန်ပီယံလိဂ်ရဲ့အဆင့်၅နေရာကိုရောက်ရှိလာခဲ့ပါတယ်။ရီယယ်မက်ဒရစ်ကဒီနိုင်ပွဲပြိုင်ခွဲမှာ၃ပွဲဆက်၅ပွဲပျောက်ဆုံးခဲ့တာကိုလည်းအောင်မြင်စွာခြေဖြတ်နိုင်ခဲ့တာဖြစ်ပြီးအတင်းရဲ့စိတ်ဓာတ်ကောင်းတဲ့ချုံမပိတတဲ့စိတ်ဓာတ်ကိုပြသနိုင်ခဲ့ပါတယ်။ဒီဘက်မှာ MBA ဆန်းဆောင်ရေးကအမကန်ဖြစ်ခဲ့ပြီးသူဟာဟက်ထရစ်တင်ဖို့အတွက်၆မိနစ်နဲ့၄၂စက္ကန့်သာကြာမြင့်ခဲ့တာကြောင့်ချန်ပီယံလိဂ်တမိုင်းရဲ့ဒုတိယမြောက်အများဆုံးဟက်ထရစ်ရှင်ဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဲ့ဒီစင်ကြီးရဲ့အမြဲဆုံးနေရာကိုတော့လေဘာဘူးတင်ကအဓိကတိုက်စစ်ကစားမှာမိုဟာမက်ဆာလာကချောင်းမင်းနဲ့စနစ်စကတ်နဲ့စင်ကြီးတင်ထားတာဖြစ်ပြီးအမောင်ပြေဆောဆောင်ကြီးကသူ့ရဲ့စူပါစတားစင်ကိုထပ်မံအတီးပြုတ်လာခြင်းဖြစ်ကရီယိုမနီတင်ကတိုက်စစ်တော့အားကိုရသူလည်းဖြစ်လာခဲ့ပါတယ်။ဒါပြင်ဘရာဇီးတိုက်စစ်မှုဗီနီစီယာဂျူနီယာကလည်းအမောင်ပေကိုဖန်နီးပေးမှုနဲ့ချိန်အထိပြုတ်လို့ပေးနိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့မျက်စိနဲ့မမြင်နိုင်တဲ့နားလည်မှုကရီယိုမနီတင်ရဲ့တိုက်စစ်အတွက်အလွန်ထိရောက်မှုရှိခဲ့ကြောင်းကိုပြသခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဗီနီစီယာဂျူနီယာကရီယိုမနီတင်ကနေပြောင်းရွှေ့မယ်ဆိုတဲ့ကောလာဟလတွေများစွာထောက်ပေါ်နေပေမဲ့လည်းဗီနီစီယာနဲ့အမောင်ပေတို့ကအောင်ပွဲခံခဲ့ကြတဲ့ပုံရိပ်တွေကိုမြင်ရတဲ့အခါ ရမီဒီယံပရိသတ်တွေတော့ပြောစင်ရောပုံရိပ်တွေဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးဒီစူပါသရာနုရဲ့တိုက်စစ်တွက်ဖက်ညီမကနိဗျာလုံဆိုအတွက်နာဂရရှိအတွက်ကြီးမားသောအခွင့်အရေးတစ်ခုဖြစ်တဲ့ပြင်သူတို့ရဲ့ဖလားမျိုးမချက်တွေကိုပါဆက်လက်ရှင်သန်စီခဲ့ပါတယ်ဒီမှာဒီနေ့ဆက်တဲ့အမားကိုချက်ပြတ်တယ်